ကြောင်ပါဗျာတိပိဋကဆရာတော်ဘောကျောက်တောင်းအဲလို့ဆိုလေတကယ်ကိုတော့ကစကူးကျမ်းမှာပန်းလိုက်နေချပေးခဲ့တာဗျာဒီမှာချပေးခဲ့တော့အဲ့ကလှုပ်တဲ့ကောင်လေးကအကုန်စားပါပြီးတော့မလှုပ်ပေနဲ့လှုပ်တဲ့တင်ပြပြီးတော့တို့တို့စစ်စင်းရတယ်ဗျာဘောကျောက်ကြီးတောင်းအဲတင်ပြတယ်ဘောကျောက်ကြီးဘောရောကြီးလုံးပေးခဲ့တဲ့ line ဟာသူတို့ကိုကရပဲလို့ခုလာပြခဲတော့ခဲတာပဲအေးဘောကမကြည့်နိုင်ဘူးဘောကလိန်ပြီးတင်ပြထားတာသူတို့ကလည်း line နဲ့သူကဘာမှမရှိဘူးတင်မတင်နေကောင်လှုပ်စားရတာလေ သူတို့ဆိုပါတယ်ဗျာသူကလောင်းနေရှိလို့သူယုံမှန်လည်းရှိနေတာဟာတကယ်တကယ်ရှားပြတဲ့နိုင်ငံတော့ရှားပြတာနေတာမဟုတ်ဘူးအားလုံးစားတယ်လိုင်းတစ်ခုမှမလုပ်ဘူးလောက်သူတို့နဲ့ဘေဘူးလေးနဲ့မြေလေးထိုးပြီးသူတို့သွားတာဘုံဘုံဝဲမှမောင်းနေဒီမှာလည်းကွာလားဒါဟာဒါလိုင်းမှမဟုတ်တာငကိုတည်းရှိတာပဲလိုင်းဆိုတာမြေကြီးရတယ်ပြီးဘေခွေးသုံးပေမြင့်နေရမှာလေတော့ဘာမှမရှိဘူးဗျာအဲ့လောက်လောက်စားသွားကြတာဘုရားတောင်းရဲ့သူတို့ကြိုးပြတယ်ပြူလာပြတယ် ဆက်လို့ဖြစ်တာပဲတူအကောင်ကြည့်နိုင်ဖို့လေဗျာတင်မတင်မအဲ့ဒါဒီထဲမှာဟောဗျာဘုမုံရမန်ရီဆရာတော်လို့ရမန်ဝရီဆရာတော်လို့ပြောမိမယ်ဘုမုံရဲ့ဒီလက်ရင်းမူလေးနဲ့ရေးထားတဲ့ထဲမှာကြာဘုမုံရခိုင်ဆရာတော်လို့ပဲရေးလိုက်တယ်ဟုတ်လားအဲ့ဟိုတယ်ဖုန်းနဲ့ဗတ်တယ်ဆက်တော်မြောက်တိမိတိကဘုမဘင်္ဂရခိုင်ဆရာတော်ကြီးဩဝါဒကထာဆိုတော့တယ်မတယ်ပါဒါတော့ရခိုင်ဆိုတာကတော့ရခိုင်ပြည်နယ်တွေ့လို့ကရခိုင်လူမျိုးပေါ့ဗျာဟုတ်တယ်မရခိုင်လူမျိုးဆိုတဲ့အခါမှာ ရခိုင်လူမျိုးကိုစားပြုပြီးတော့အချို့ကလည်းဒီလိုများသောအားဖြင့်ကကိုမွေးတဲ့မျိုးကိုကိုစားပြုကြတိုင်းမော်ဒီဆိုတော့သူရမ်းပြောတိုင်းမော်ဒီခေါ်တော့ဗျာဟုတ်ပြီဟုတ်ပြီဟုတ်ပြီအာရခိုင်ပြည်မှာဝဒီလေးရရှိတဲ့ဝဒီလေးရရှိတဲ့တမရမ်းပြေကြောက်ပြုဓမ္မဓမ္မတင်ရဝဒီဆိုတော့ကစစ်တွေပတ်ဝန်းကျင်ပေါ့ဗျာဟိုဘက်ဒွါရဝဒီဆိုတော့မန်ဝဲ ခရင်ပေါ့ဗျာမေဃဝိဆိုမအောင်ကျွန်းပေါ့ဩဆိုတော့ဒီလိုကမွေးရမြေကတော့ရမ်းမြမြနေတွဲမှာရမော်ဒီဖြစ်တာပေါ့ဒါမဲ့ချိုးကလည်းဟိုဘက်မကြိုက်ကြဘူးဩရခိုင်တိပိကဆိုရင်အကုန်လုံးကျုံးဝင်သွားတယ်ပေါ့လေကိုလို့ရစင်နောက်ထပ်ကိုရခိုင်ဘက်ကလည်းတိပိကထွက်ပေါ်လာလာကလည်းမမြင်သေးဘူးနောက်ပိုင်းပူဆူနေပြီလို့တော့ဘာနောက်မှတော့မသိဘူးဗျာအနာဂတ်ကတင်မတင်မအဲ့ဒါအောင်တို့ရခိုင်ပြည်ပြည်ကလောလေတဲ့ဘုရားကိုလည်းသုံးတယ်အဲ့ဒါတော့ကောင်းပါတယ်ဗျာရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ကိုစားပြုတာပဲ ရမောင်လူစရောခုနလိုမြို့လေးပဲလောက်တော့မကောင်းဘူး။ဟိုဥမာဆိုတော့ဘုံကကမ္ဘောဒါးဆရာတော်ဆိုရင်ပြီးပြီလေ။ကမ္ဘောဒါးတင်းမှာနောက်ဆိုတော့ဒနုဆရာတော်ဆိုရင်ပြီးတော့နောက်ကျိုးဆရာဆိုနှစ်မျိုး။နောက်ဆိုဒါဒါကိုမွေးတယ်မွေးရမြေကိုလေကိုစားပြုတာဟိုအတင်းအပြင်ကိုမွေးရမြေကိုလေဂုံပြုတာလေးရောက်တာပေါ့ဗျာနော်။တင်းမှာဗျာ။ဥတည်တဲ့ခံဆိုတော့မွေးကျွမ်းပေါ့ဗျာ။တကယ်ကျတော့အယောက်ဒီဆရာဆရာတော်ပဲတင်းမှာတင်းမှာတင်းမှာအယောက်ဒီဆရာတော်။မွေးတဲ့မြို့ကိုပူဇော်တဲ့အနေအပေါ်ဟောဂုံပြုတဲ့ ကျွမ်းဆရာတော်အဲဥဝန္ဒဆိုလို့ရှိရင်လည်းပဲသူစကိုင်းတိုင်းပေါ့ဒါပဲစကိုင်းတိုင်းကလည်းချိုးဆရာကြီးတွေမြင်းမှုမြင်းမှုရတဲ့ဥပညာသေးတာလည်းတရားလေးပဲမြင်းမှုတရားလေးဒီကြောင့်လည်းထွက်အတူနှစ်ပါးတပါးခြားတော်စင်ရုတပါးရှင်ရုဟုတ်တယ်နော်အောစီရရှင်းနေတာရှင်းချောက်ဟုတ်ပါဆိုတော့အဲ့လိုပါဗျာဥမာ တို့နဲ့တူအောင်လဲဥတုံဆိုရယ်ဆွမ်းဆွမ်းလို့ထိထားတယ်တို့ကတော့သူမျိုးနာမယ်တော့နာမည်မတိုက်ဘူးကြာတော့သူကဆွမ်းဆွမ်းကြာတော့ညာညာထိရမှာဘောညာတို့ကဆွမ်းဆွမ်းရိတ်တာမှာသူကဆွမ်းဆွမ်းဆရာတော့ဆွမ်းဆွမ်းဆိုနာမည်လည်းလှတာပေါ့တင်မတင်မတင်မပေါ့ရှေ့ဆရာတော်ကြီးနာမည်လည်းရှိတယ်တင်မတင်မတင်မအလွန်တန်ဖိုးရှိတဲ့ဖုံးမွေးရဲ့စကားတွေဟာခုနေ့လေစွန်စားဖို့လေအချိန်သင့်ပြီဆိုတော့နောက်ပိုင်းလဲဆက်ပြီးတော့ပြောချင်မှမသေးတယ်ဖုံးမွေးအဲနောက်ဆုံးပေါ့ဒီခဏမနေ့ပိုင်းမှာ ပုံတန်မိုးရှိတဲ့အခုပြောလို့မရတပြေတော့ဆရာတော်လေးများပုံပြောလဲပြောတတ်တယ်ပုံမပြောလို့တာတာပြောလိုက်တော့ဘုမစီစဉ်ပတ်ကုန်းကြပြီးတော့မှတ်ဉာဏ်နေလဲတအားကောင်းတယ်ဘုံကအတိတ်ကံရဲ့ဘလောက်ထူးလဲဒါဆရာတော်ကြီးနဲ့တွေ့တယ်ဟိုဘုံဘုံဥတိလက်ခံလဲပြေဆရာတော်သူ့ဆိုပူဇော်ပွဲမှာစမြင်လိုက်တော့သူ့ရဲ့ယူစီရခဲ့တာသူဘုံကတိပိဒကဆရာတော်ဖျားကြီးရဲ့မျိုးစစ်ကိုတကယ်ရတာဒီကနေ့အချိန်များလုံနေပြီတင်မမင်းမဆရာတော်ဖျားကြီးရဲ့လေ ယူသေးရကောင်းပြီအဲ့တော့ဖုံးဖုံးကြတော့ကျောင်းမိပါရီကဂရက်စီလည်းရှိသေးတယ်ဆရာသမားနှစ်ပါးလုံးလည်းရှိသေးတယ်ကျိုးဟိုငယ်ဆရာရောကြီးဆရာရောနော်အဲ့အဲ့ဒါပြောတာအဲ့ဒါဖုံးဖုံးရဲ့အတိတ်ကံတွေကောင်းတဲ့လူဖုံးဖုံးလည်းအသက်ရှိပါသေးလို့ဆုတောင်းမှာပြလို့ဖုံးဖုံးလည်းအများအတွက်တန်ဖိုးရှိရလိမ့်မနေ့ပိုင်းလေးပြောပါအောင်ပြနေ့လည်းပိုင်းကြတော့ဖုံးဖုံးရဲ့နောက်ထပ်လုံမဲ့ဘဝအကြောင်းတရားလေးတွေတွေ့ချင်ပါသေးတယ်ဒီမှာပြောပါဗျာ ပြောရမှာလေ။အော်ဖုံဖုံပြောကျင်တဲ့အခုစာတင်သားတွေကိုပြောကျင်တယ်နောက်ဆုံးမင်းလေးပေါ့။အော်နောက်ဆုံးပြောကျင်တာတော့တို့တို့ချင်းချင်းနဲ့ပေါ့ဗျာ။တို့တို့လည်းအိမ်မှာဩဝါဒကထာဆိုတာလည်းရေးထားပါလေ။အဲတမဗျာအဲဩဝါဒဒီကမ။ပါရမီဆိုတဲ့ခေါင်းစဉ်နဲ့လေ။ဟုတ်တယ်။ဒီတော့ရေးခိုင်းပါလေ။ပါတို့တို့ကဩဝါဒကထာဆိုတင်ကြုံတော့တဲ့။ဒီမှာဟုတ်ဘူး။ပါရမီဆိုတဲ့ခေါင်းစဉ်နဲ့တို့တို့ရေးခဲ့တာရှိမှာပေါ့ဗျာ။ဒီမှာပါရမီဆိုတာဒီမှာဒီမှာဒီမှာ အာဒါဒါဒါမဟုတ်ဘူးဗျာ။ဩတမ။ကျေတော့စာတော်ကရေးခဲ့တဲ့ပါရမီဆိုတဲ့ဟောပါနော်။တမဗျာ။ပါရမီဆိုတာကပါရမီရှိပရှိကိုတာမန်ဟာလာတွေးဆောင်နေမသိနိုင်ပါဘူး။ပါရမီရှင်ဟောမောက်ကိုအာစစ်ကူရင်လောင်းနေမသိနိုင်ပါဘူးနော်။ကိုကဘလောက်ပါရမီရှင်ဖြစ်တယ်မဖြစ်တယ်ဒါကိုရန်လက်တွေ့၃ဘတ်ကြည့်မှသာလျင်ကွန်းဆန်ပြီးတော့ကိုရံလုတ်ကြည့်မှလာပါရမီရှိမရှိကိုသိနိုင်မယ်ပေါ့မှန်ပါဗျာဆိုပါတော့မင်းကတိရဆရာတော်ဘုရားကြီးဟာ ဟုတ်လားပါမီရှိမရှိကိုသူမစမ်းသပ်ပဲနဲ့ဆိုပါဆိုတိပိယဆောင်မဖြေပဲနဲ့သူနေခဲ့မယ်ဆိုရင်ဒီမှာနော်ဒီလေသာနာမှာဒါသူကပါမီရှင်ဟောက်မဟုတ်မသိနိုင်ဘူးဒီမှာတိပိယဆောင်ကိုခက်လွှမ်းနေပါတယ်ဒါပေမဲ့ခက်တဲ့ဆာမေဘွေကြီးကိုမင်းကတိပိယဆောင်ဝင်ပြီးတော့ကိုရံကိုရဝင်ရဖြစ်စလိုက်တဲ့ကမှာအောင်သွားတယ်တိပိယဒရာတိပိယကိုဝိဇာတိပိယဓမ္မပန္နကာရိကဝေရသွားတယ်ဒီမှာဒီမှာရသွားမှဟောငါပါမီရှင်ဖြစ်တယ်ဆိုတာသိရတယ် ဒီကစားပွဲရပြီးမှမဝင်ဆရာတို့ရဲ့ပုံပြီးထွန်းတောက်လာတယ်မှန်ပါဒီကဆရာတို့ဖြစ်တဲ့တွေ့ကြောင်းဆထဘင်္ဂနာတင်မွေးကြီးရင်ကျင်းပနိုင်ခဲ့တယ်မှန်ပါမင်းမဆရာတို့ဒီကစားပွဲအောင်မှုဆိုရင်မြန်မာနိုင်ငံမှာဆထဘင်္ဂနာတင်မွေးရဖြစ်ဖို့ဖြစ်ပါတယ်နိုင်ငံတကာမေးတယ်လေမင်းတို့နိုင်ငံမှာဆရာပေရဒီကစားပွဲကိုရှိပြီလားဆိုတော့ဒီစကားကိုမင်းမဆရာတို့ကမခံကျင်တော့အဲ့ဒါစ조사ပြီးတော့ဒီပြပြအောင်조사လိုက်တဲ့အခါပါရမီရှင်ပုဂ္ဂိုလ်ဖြစ်သွားတယ်ပေါ့ဗျာမှန်ပါဗျာ အဲ့ဒီလိုပါရမီရှင် ပုဂ္ဂိုလ်ဖြစ်တော်ရကြမင်္ဂလာဆရာတော်ကြီးအားလို့တာကသရဏပံငါသရဏပံငါနဲ့တင်ဝိယဟူဆောင်ကျင်းပနိုင်ခဲ့တဲ့နိုင်ငံတော်ပြည်သူတက်တော်ကြီးရှင်ကိုလည်းဒီဆောက်ပေးနိုင်ခဲ့တယ်အဲအများစွာများစွာပေါ့နော်တင်ပါအကေရွတ်တာမင်္ဂလာဆရာတော်ဘုရားကြီးကကိုပါရမီရှိမရှိကိုသိအောင်မလုပ်ပေးနဲ့တိပိယဆောင်ဝေးခက်ခဲပုံကိုကြောက်ရွံ့ပြီးတော့ ာမကျက်ပြဆောင်မဖြစ်ပဲနေခဲ့မယ်ဆိုရင်ဆရာပင်္ဂနာတင်မွေးဆိုတာလည်းဖြစ်မလာနိုင်ဘူးမှန်ပါဘူးအဲရန်ကုန်ပြည်အတိတ်ကတော့မန္တလေးပြည်အတိတ်ကတော့လည်းဖြစ်မလာနိုင်ဘူးတိရဏိကာရကြောင့်လေးဆိုတာဖြစ်မလာနိုင်ဘူးဇူဒတာဘာသာစီအောင်ဖြစ်မလာနိုင်ဘူးတဏ္ဍာရုံမှာရှိတဲ့ကြောင့်တိုင်းဘုံတဏ္ဍာရုံဖြစ်မလာနိုင်ဘူးဗျာအဲ့ဒါပါရမီရှိရုပ်ကျောင်းနဲ့ဘုံကြီးတဏ္ဍာရုံနဲ့ဆရာတော်ကြီးပဲစားခဲ့ဒါပဲဩဆရာ ဒါကြောင့်ပါရမီရှိမရှိကိုကိုယ်တိုင်စုံစမ်းသင့်တယ်ပေါ့နော်ကိုကိုကိုပဲစုံစမ်းနေတယ်နည်းနည်းတော်တော်လေးလားဒါဒါဒါစမ်းသပ်ကြတာပဲဒီရဆရာတော်ရင်လေဒီရဇာမွေခဲခဲပုံကိုတွေးကြောင်ပြီးတော့မပြေပြင်းနေခဲ့မယ်ဆိုရင်တို့ဒီရဆရာတော်ဖြစ်မလာဘူးလေဖြစ်မလာတော့ဘယ်လိုပြန်ဆောက်လို့ရမလဲတို့တို့တော့အာဒီရဆရာတော်ဆိုတဲ့ထွက်ထည့်ရောက်လာတဲ့အတွက်ရောက်ဒီကျောင်းသားကြီးတွေကိုတို့တို့ဒီထောင်နိုင်နဲ့မန်းလေးမှာဒီရဆရာတော်နဲ့ဆက်လိုက်တယ်မှာဆိုရ အဲရံမှာဆိုတော့ရှင်လည်းပဲဒီတိရပလိအောင်ရှင်စာလန်နဲ့မျက်စိရင်ကုတယ်၊သွားရင်ကုတယ်၊တိရဆုဆန်းလေးတိရဆန်းလမ်းမှန်ကားတော်ရင်လည်းလူတန်း50တပါးအဲအဲ့လိုအဲ့လိုဆောင်းနေတယ်ယူအားဖဲတို့မှာလည်းပဲကေပရိုက်တာလုံးကနေမောဒရာကြောင့်လည်းဒီဆောက်ပဲနေတဲ့ပညာရေးသရဉာဏ်ဒီဆောက်ပဲနေတဲ့ကျမ်းမာရေးဆေးရုံဆေးပေးခိုင်းတဲ့ဒီဆောက်ပဲနေတဲ့မျက်စိသမောဒီရဆုဘာလာမျက်စိဆေးခိုင်းတဲ့ဒီဆောက်ပဲနေတဲ့သမောဒီတိရနန္ဒပါလာကိုဆေးခိုင်းဒီဆောက်ပဲနေတဲ့ အဲကြောင့်ပါရမီရှင်ဟောက်မဟုတ်ဘူးပြောင်းကိုယ်တိုင်းစူးစမ်းတင်ကြတယ်တော့စူးစမ်းရပါလို့ဒီလိုပဲတက်တက်ရှင်းပါလေဒီမှာဗျာတမိုးလဲကြီးလာပါလားဗျာဒီလေပိုင်းကြမှာပဲဖုံးဖုံးနဲ့ထပ်မှဆွေးနွေးရင်အဲပြီးဝန်သားတွေစခဲ့ပြီးတော့အဲအဲ့လိုပဲပွဲလေးတွေနဲ့အတူဘလူလေးတွေဆိုတာဖုံးဖုံးစီမင်းမင်းရဲ့ကဲဒီလောက်နဲ့ရက်နာပါလားဗျာအလုံးချက်နိဗ္ဗာန်တိကအင်းနဲ့ဆက်လိုက်ပါဦး